မိမတယောက်ရဖို့အတွက်ဒီလိုမျိုးထူးထူးဆန်းဆန်းနေလားတွေကိုသုံးခဲ့ရတယ်ဆိုရဲမြင့်မြန်။တစ်ချိန်ကဝမ်းနဲ့ခြေခွဲဆရာအစော်ပြစ်ကောင်လေးဖြစ်ခဲ့တဲ့အထက်မှာနိုင်ငံတော်ထိတ်တန်းမေးလာမြင့်မြန်လည်းပါဝင်ခဲ့ပါရယ်။မြင့်မြန်ကတော့ရီစရီအများကြီးရှောက်ထားနေတာမဟုတ်ဘဲလက်ရှိမှာတော့ဇနီးတယ်လေးဖြစ်တဲ့မခင်သူစားအောင်ရဲ့အချစ်တွေရရှိဖို့အတွက်ပဲညီလက်မျိုးစုံနဲ့စူးစမ်းခဲ့ရတယ်လို့ပြောပြခဲ့တာပါ။လက်တလုံးမှာရေပန်းစားနေတဲ့ပီလက်ကြီးကိုလက်ပစ်ကူးပြီးတော့ကောင်မလေးစီကိုအရောက်ပြန်လာမယ်ဆိုတဲ့စောပင်ခန့်လို့မျိုးမြင့်မြတ်ကလည်း ကောင်မလေးရဲ့အချစ်ကိုရဖို့အတွက်ထူးဆန်းတဲ့နည်းလမ်းတွေမျိုးစုံနဲ့စူးစမ်းခဲ့ရတယ်လို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီချိန်တုန်းကအတော်အသင့်အောင်မြင်နေပေမယ့်ကောင်မလေးနဲ့သူ့ရဲ့တငယ်ချင်းအတိုင်းဝိုင်းကတော့မိမျက်ကိုထိတ်တန့်မင်းသားပဲမသိကြဘူးလို့ဆိုပါတယ်။ဒါကြောင့်မလို့ငါဘေးနားမှာဘယ်ကကောင်လာကြနေမှမသိဘူးဆိုပြီးမိမျက်ကိုအဖက်လုပ်ပြီးတော့စကားတော်မပြောကြဘူးလို့ပြောဆိုခဲ့ပါတယ်။မိမျက်ကလည်းအင်တာနက်တွေမပေါ်တဲ့အချိန်မှာမရရအောင်အဆက်အသွယ်လုပ်ခဲ့ပြီးတော့အစ်စ်ကိုရရှိဖို့အတွက်သာစူးစမ်းနေတဲ့သူတယောက်လည်းဖြစ်ခဲ့ပါတယ်။ဒီလိုမျိုး နှစ်တည်းအကြကြီးစ조사ခဲ့တဲ့နောက်ပိုင်းမှာတော့လက်ရှိဇနီးတွေလေးဖြစ်တဲ့မခင်သူစားရဲ့အချစ်ကိုရရှိခဲ့ပြီးနောက်ဆုံးမှာတော့လက်ထပ်မင်္ဂလာပွဲကိုဆင်နွှဲသားခဲ့ကြတာပါမြင့်မြတ်ကတော့ထိတ်တန်းမင်းသားတယောက်ဖြစ်ပြီးတော့စော်ကြည့်ပဲဆိုပြီးရိုက်တာပြည်ဟင်းတီဟာကလည်းယခုလိုပြောဆိုခဲ့ပါသေးတယ်ကိုတကယ်ချစ်တဲ့ကောင်မလေးစီကနေသုံးနှစ်သုံးခုအချင်းယူပြီးတော့စ조사ရတာပါအချစ်တွေနဲ့မြတ်တာအစင်မှန်လို့သာနောက်ဆုံးမှာတော့ကောင်မလေးစီကအဖြစ်ပြန်ရရှိပြီး အခုလိုမျိုးတရားလပ်ပါတဲ့မိသားစုဘဝလေးကိုရရှိပိုင်ဆိုင်နေတာလည်းဖြစ်ပါတယ်။စစ်သူနဲ့နေဖို့အတွက်စစ်သိမ်းပေါင်း12000တန်ကွန်ဒိုကိုဝယ်ယူခဲ့တဲ့အစိုးရပြုမြတ်အောင်မော်ရယ်အေဂျင်စီအပြင်အင်ချင်မြေအကျိုးတော်ဆောင်လုပ်ငန်းကိုပါတွဲဖက်လုပ်ကိုင်နေတဲ့ဂျိုလင်ကပြောပြခဲ့တာပါ။အစိုးရပြုမြတ်အောင်ဟာတော့ ERC ကွန်ဒိုတစ်ခုကိုငွေကျပ်သိမ်းပေါင်း12000နဲ့ဝယ်ယူခဲ့ကြတဲ့ အဆိုပါကတော့မှချစ်သူနဲ့အတူနေမဲ့အကြောင်းကျွန်းလင်းကတော့ပြောပြခဲ့တာပါနောက်ထပ်နုပညာသတင်းလေးတစ်ပုဒ်အနေနဲ့တားဖြစ်သူမင်းသားမမောင်ရဲ့မင်္ဂလာပွဲလေးကိုမြင်ကျင်နေပြီဆိုတဲ့ဇင်ယောမမောင်ဖခင်တယောက်ရဲ့ခံစားချက်တွေကိုရေးသားဖော်ပြခဲ့ခြင်းလည်းဖြစ်ပါတယ်ဖခင်ဖြစ်သူဟာပိုင်နဂွန်ရဲ့မင်္ဂလာပွဲကိုတက်ရောက်ခဲ့တဲ့တားလေးမင်းသားမမောင်ကိုပိုင်နဂွန်လိုပဲမင်္ဂလာဆောင်စေခြင်းနဲ့ခံစားချက်ကဖြစ်ပေါ်လို့လာခဲ့တာပါဒီခံစားချက်လေးကိုတားဖြစ်သူကဖြည့်ဆည်းပေးနိုင်မှုအတွက်လည်းပြောပြခဲ့ပါတယ်နောက်ဆုံးနုပညာသတင်းလေးတစ်ပုဒ်အနေနဲ့ ပိုင်နဂုံနေအမဖြစ်သူရဲ့မင်္ဂလာပွဲမှာဝဲနဲ့မျက်ရည်ကျခဲ့တဲ့လင်းမြဖြူရဲ့ညီမလေးတရုတ်ဆောင်ပိုင်နဂုံနေအမဖြစ်သူတို့လက်ထက်ထင်းများမင်္ဂလာပွဲပေါ်မှာမျက်ရည်ကျခဲ့တာပါအမဖြစ်သူရဲ့ဆူလျားရပ်ပန်မင်္ဂလာပွဲကိုကြည့်ပြီးညီမတယောက်ရဲ့ဝဲနဲ့မျက်ရည်တွေကျခဲ့တယ်လို့ညစာစားပွဲမှာလည်းအမဖြစ်သူနဲ့ဖြတ်သန်းခဲ့ဖူးတဲ့ဆက်ဆံရေးအကြောင်းကိုမျက်ရည်တွေနဲ့ပြောပြခဲ့တာပါ ရုပ်ရှင်တွေပြန်ရိုက်တော့မယ်လို့အသိပေးလာတဲ့ယုံလေးတရုတ်ဆောင်တဲ့အဆိုတော်ဒါရိုက်တာယုံလေးကတော့ရုပ်ရှင်တွေပြန်ရိုက်တော့မှာဖြစ်တယ်လို့သိပေးခဲ့တာပါသချင်းတွေအများကြီးဖန်တီးသိဆိုခဲ့ပြီးရုပ်ရှင်စကားတွေလည်းရိုက်ကူးခဲ့တဲ့ယုံလေးကတော့ခုလိုမျိုးပြပြခဲ့တာပါယုံလေးကတော့သူ့နုပညာဖန်တီးမှုတွေကိုလည်းသူ့နမည်သားတက်စီချင်းကြောင့်ရေးသားဖော်ပြခဲ့ပါသေးတယ်နောက်ထပ်နုပညာသတင်းတစ်ပုဒ်အနေနဲ့အလိုချေဆုံးသမီးလေးကိုဘန်ကောက်မှာဈေးကြီးဆုံးဆေးကမ်းမှာမွေးဖွားခဲ့တဲ့ online မောရဲအွန်ဆိုင်ကတော့တတိယမြောက်ကလေးလေးကိုဘန်းကောက်မှာမွေးဖွားခဲ့တာလည်းဖြစ်ပါတယ်။အခုတစ်ခါမှာတော့တတလေးနှစ်ယောက်နဲ့သမီးလေးတစ်ယောက်ကိုဖိုင်ဆိုင်ထားခဲ့တဲ့ပရိသတ်တွေကိုလည်းရင်ဖွင့်လာခဲ့ပါတယ်။သမီးလေး